ွေတိုင်းကဖဲမြွတ်နယ်နိုင်ကန်လေကြောင်းရံကောက်ွေးစခန်းအနီးကကိုကြီးစခန်းပါဝင်ကာကင်းစခန်းတော်တော်များများကိုအေးအေးအရခတ်တက်တော်ကသိပ်ပယ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကနိုင်ကန်စီစစ်ကူထပ်ပုတ်နေတယ်လို့ညရေစရာကဖော်ပြပါတယ်အမ်ပဒန်လန်ကျောက်ပေါ်ရှိဆိုကိုအမြောက်ကြီးတက်စခန်းကစစ်ကြောင်းတစ်ခုငဖဲမြွတ်နယ်ကပ္ပဆာ၁၄ကစစ်ကြောင်းတစ်ခုကာစီ၂၀လောက်နဲ့စစ်ကူထပ်ပုတ်လာတာဖြစ်တယ်လို့ရှီတန်တရေရက်ွက်တွေကပြောပါတယ် အေဖက်ကကာကင်းစခန်းတွေတော်တော်များများရထားပြီးဖြစ်တဲ့အတွက်နိုင်ရီကန်လေကြောင်းရံကာကွယ်ရေးစခန်းကိုထိုးစစ်ဆင်ဖို့ပြင်နေပြီးစစ်တပ်ဘက်ကလည်းအပြည့်အထန်ခုခံဖို့ပြင်ဆင်နေတယ်လို့ဖော်ပြထားပါတယ်။စခန်းရဲ့ကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲကနေတပ်ပြက်ပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကို တော်လိုင်းတပ်တွေကဆက်လက်ရှာဖွေတိုက်ခိုက်နေရမှာစစ်သားသုံးဦးသေးသူ့ကိုလည်းရဖမ်းပြီးတနတ်၆လရရှိတယ်လို့ညမပင်မြို့နယ်ဘက်ကဖတ် Union Liberation Front ကတရင်ထုတ်ပြန်ပါတယ်။စစ်တပ်7ရက်က6မရွာတိုက်ပွဲတွင်စစ်ကြောင်းပြက်ပြီးထွက်ပြေးနေသူတွေကိုလိုက်လံတိုက်ခတ်နေစဉ်စနေရနေ့မှတကြေ16ရက်မှတကြေနဲ့29မှတကြေတိုက်ပွဲတွေတွင် အခုလိုဖမ်းမိလက်နက်တွေရရှိတယ်လို့ဆိုပါတယ်။သိမိလက်နက်တွေထဲမှာတော့အမေ15လက်အမေ2တလက်နဲ့ခရီးရီပါဝင်တာကိုတပ်ပုံမှတန်းထဲတွေ့ရပါတယ်။ဒီတခမ်းမှုကိုရင်းမပင်မြို့နယ်ပကဖကဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကစတိုးမြို့မှာဘာတိုက်ပွဲမှမရှိဘဲအများပြည်သူဈေးရောက်နေချေလီရင်နဲ့ဘူးကျဲတာဟာစစ်ကောင်စီရဲ့လူမဆန်တဲ့လိုရဖြစ်တယ်လို့ KIA ကချင်လွှတ်လိုက်တယ်မတော်ပြုတ်ခွေရပုံဝီနှုတ်ဘူးကပြောပါတယ်စတိမ29မွန်လွယ်သွန်းနိုင်ခံမှာ Jet Fighter နစီကစတိုးမြို့ဈေးတန်းပေါ်ပုတ်ကျဲသွားတဲ့အတွက်ចောင်းသားငယ်သူဦးပောင်ဝင်ရတ္တရှိဦးသေး6ဦးတန်ရတဲ့ပေါ်ပုံဝီနှုတ်ဘူးကအခုလိုဝေဖန်ရှုတ်ချလိုက်တာဖြစ်ပါတယ်အိုဆာကဆာ ရဲ့လက်ဂျက်ဖိုက်တာကနဲ့ဘုံချဲရဲအကြောင်းအဒီစေးတဲ့စေယုံတဲ့လူတီနဲ့ဂျောင်းစင်ချင်းရောက်နေတဲ့ဂျောင်းသားကလေးတွေဒီခိုက်ပြီးမှဒေသတာတွေပါပါတယ်ကလေးငယ်တချို့အဲ၃ယောက်လောက်တည်တယ်လို့ပြောတယ် စ်တုံပဝွင့်ချင်မာရောတပ်ပွဲတွေမရှိပါဘူးတည်တည်ငြိမ်ဆိုဆေးရောင်းနေတဲ့ပြည်သူလူထုတွေကြောင်းတဲ့နေတဲ့ကလေးငယ်တွေကိုအဲမင်းတကာပေါ့စစ်စစ်ရှိရှိနဲ့ကိုလိုမျိုးပြည်သူလူထုကိုတိခတ်တာကတော့လုံးစားနေကစားဥပ္ပိတယ်လို့ကျွန်တော်အလုပ်ပဲဆွဆွလုပ်ပါတယ်စီမံ30ညနေပိုင်းထားဝင်လာတဲ့တင်းတွေရ ဘူးကျဲခံပြီးနောက်ပိုင်းစာသင်ကျောင်းနဲ့ဌာနဆိုင်ရာရိုးတွေဈေးတွေကိုယာယီပေးထားလိုက်ရပြီးမြို့ခံတွေဟာကြောက်လန့်နေတယ်လို့ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။အီယော်ရီမြစ်ဆိုရီကရာစီမကေထာဝရရန်နာဖို့တောင်းဆိုတဲ့ဆုတောင်းပွဲတစ်ခုမြစ်ဆိုဒေသမလီယံကျေးရွာမှာစနေဘာ30မနက်9:00ကကျင်းပတယ်လို့ကချင် news group ကဖော်ပြပါတယ်။ ေသခံလူတို့90ခတ်တယောက်တဲ့အဲ့ဒီစူတောင်းပွဲဟာမြစ်ဆူရေကတာစီမံကိန်းယာယီရဆဲချင်းဆလေးနှစ်ပြည့်နေ့မှာကျင်းပလာလို့ဆိုပါတယ်အခုကမြစ်ဆူရေကတာစီမံကိန်းကိုယာယီရနှတ်ထားတာဖြစ်တယ်ဒီစီမံကိန်းထာဝရရနှတ်ဖို့ရည်ရွယ်ပြီး ကျွန်တော်တို့စူတောင်းရတာဖြစ်တယ်လို့အခမ်းအနားအစည်းအဝေးသူကချင်ဒေသခံတွေကပြောတယ်လို့ဖော်ပြထားပါတယ်တနင်္သာရီတိုင်းတရချောင်းမြို့နယ်တောင်ပြောက်ကြေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နဲ့တွန်လိုက်တိုက်တွေတိုက်ပွဲဖြစ်ပြီးတဲ့နောက်တိုက်ပွဲနဲ့မဆိုင်တဲ့ကြောက်လိကရွာကနေအေ80သုလုတ်ကိုစစ်တပ်ကမိရှုဖျက်ဆီးခဲ့တယ်လို့ကင်းယူဘေးတဝက်ခံကသတင်းထုတ်ပြန်ပါတယ်။စနေဘာ30မနက်9:00နာရီခန့်မှာတရချောင်းကနေတောင်ပြောက်ကြေးရွာအုပ်စုတွင်စစ်ကြောထိုးလာတဲ့ခမရ400 400 400 500ပူပေါင်းစစ်ကြောကိုကရင်မြို့သားလုံးမြိုက်တပ်မတော်ကရင်လေတပ်မလေးလက်အောက်ခံတိုင်းရင်းစနစ်နဲ့တော်လိုက်ပူပေါင်းတပ်တွေကကြားဖြတ်တက်ခဲ့တယ်လို့ဆိုပါတယ် ဒီတခတ်မှုတွင်အထင်သာသွားတဲ့စစ်ကောင်စီတပ်တွေဟာတိုက်ပွဲနဲ့ဘာမှမဆန်တဲ့ကျောင်းလူကယူဟာကနေအေ80သလုပ်ကိုမိရှုဖျက်ဆီးသွားတာလို့ဖော်ပြထားပါတယ်။တရင်းတိုင်တိုင်လုံးလုံးမျိုးပေါ်ရှိလာဝကယူမြို့မရက်စကန်ဖက်မှာစစ်တပ30မနက်6နာရီခန့်ကစစ်ကောင်စီတပ်နဲ့တွန်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပြီးလက်နက်ကြီးတန်လက်နက်ငယ်ပစ်တံတွေတနအိခတ်ကြာကြာခဲ့ရတယ်လို့တဝဲဝက်ကဖော်ပြပါတယ်။တိုက်ပွဲနဲ့ပတ်သက်ပြီးတွန်လိုင်းတပ်တွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးပေမဲ့ ဒီဝဲခရင်လျှက်စစ်တအားဖြတ်ဖြူရေးဖွဲ့ကတော့ဒီဝဲကနေလောင်းလုံးဖက်ကိုပုတ်ပြနေတဲ့33 kV ဒါဘေးလိုင်း transformer ကြီးစံ TV ပျက်စီးသွားတဲ့အတွက်လောင်းလုံးမှာလျှက်စစ်မီပြသွားပြီလို့ကြေညာချက်ထုတ်ပြန်ပါတယ်။ပြန်လည်ပြင်ဆင်ရတဲ့လိုအပ်ပစ္စည်းတွေကိုရန်ကုန်ကနေမှာယူရမှာဖြစ်တယ်။ရေးဒီဝဲကမ်းလမ်းမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ဒါကြောင့်လျှက်စစ်မီပြန်ရရေးအခြေကျနေတယ်လို့မြို့နယ်လျှက်စစ်တာဝန်ရှိသူတွေကပြောဆိုတယ်လို့ဖော်ပြထားပါတယ်။ ကွေတိုင်းစလင်းမြို့နယ်နွတ်တမဲတရားချေဆိုင်ခလျာ9နှစ်လေးကစစ်သားတဲ့တူပါအမေတူတလဲနဲ့တူတလိုင်းတက်တင်တာခုလိုလာတယ်လို့မင်းဘူးခရအမှန်ကတိုင်းရင်ကသတင်းထုတ်ပြန်ပါလဲဒီစစ်သားဟာပြင်ဦးလွင်နယ်မန္တလေးကြာလမ်းပေါ်မှာပေါ်တာဖက်ခံရပြီးတားထဲရောက်သွားသူဖြစ်တယ်စစ်တင်နယ်ကိုလာတက်ပြီးနောက်ခလျာနှင်းကားလေးမှာတာဝန်ကျနေစဉ်ပြီးခဲ့တဲ့ရက်မက်ကအထွက်ပြေးလာလာလို့ဆိုပါတယ် ဒီစစ်သားကိုဂိုပြုဆွင့်ဝေးသေးတရာပေးရလိုက်တယ်လို့မင်းဘူးခရင်အမှန်ကတိုင်ရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ